โอเคမိဘညီကိုမတော်မရဲအကျွန်တော်တို့စောင့်နေရလို့အကြောင်းကြည့်တယ်အနေကောင်းလာကိုရတယ်နေကောင်းပါတယ်ဟွာဒီမော်ချင်းနာတိုက်ကအခုဒီနေ့နောက်ဆုံးဖက်တီးရတာကတော့အဲ့ဒီတိုက်ကိုပေါ့နော်စောက်ခဲ့တယ်စောက်လို့ရစိုက်ကဘယ်ရစိုက်လဲအဲ့လိုမျိုးပေါ့အဲ့ဒါတွေသူတို့ပြန်လိုက်နေပါတယ်ပြန်လိုက်တဲ့အခါကျတော့ဒီတရုတ်တရုတ်ကုမ္ပဏီ ဖြစ်နေတာကိုတွေ့ရတယ်။နောက်တစ်ခုကအဲ့ဒီမော်ချင်နာကတိုက်ကအဲ့ဒီမှာရှိနေတဲ့တန်ရယ်စတီးရယ်အဲ့ဒါဒီအဲ့ဒီစိတ်ယုံတွေအကုန်လုံးပေါ့နော်။ဒီနေ့မနက်သိရတာကတော့စစ်စေးဝင်မယ်လို့သိရတယ်။နောက်စစ်စေးဝင်မယ်လို့သိရပါတယ်။ဒါဒီနေ့နောက်ဆုံးသိရတဲ့အခြေအနေပါ။အဲ့တော့ဟောပေါ့ဘာကြောင့်ဒီတိုက်ကဒီငလင်တာကိုမခံနိုင်ခဲ့ရတာလဲ။ပြီးတော့ ဘယ်ဆက်ယုံရဲ့ပစ္စည်းတွေကိုတုံးခဲ့ရတာတုံးခဲ့တာလဲအဲ့လိုမျိုးအရေးသွင်းညံ့တဲ့ပစ္စည်းတွေဆိုလို့ရှိရင်တို့နိုင်ငံတွေကိုဒီထိုင်းနိုင်ငံတွေမှာတို့လုံးဝအတုံးခွင့်မပြေးတော့ဘူးပေါ့နော်ရည်ရှိမှာအနာဂတ်မှာဆိုလို့ရှင်မပေးတော့ဘာဖြစ်လို့လဲဆိုတော့ဒီအခုလိုမျိုးငလင်တန်ကြောင့်ထိခိုက်တာတွေပျက်စီးတာတွေဖြစ်သွားတဲ့အတွက်ကြောင့်မလို့เนาะအဲ့တော့နစ်နာမှုတွေလည်းအများကြီးဖြစ်သွားတဲ့အတွက်ကြောင့်မလို့တို့အဲ့ဒါတွေကိုအခုစစ်ဆေးပါတယ်အခုအခုကတော့အဲ့ဒီတန်နဲ့စတိနဲ့ เนาะဒါနဲ့စတိနဲ့ပတ်သက်တဲ့စက်ယုံကိုဒါသူတို့စစ်စီးဝင်ပြီလို့เนาะပြောပါတယ်เนาะအဲ့တော့ဒါနောက်ဆုံးသိရတာပါအာဟုတ်ပြီအဲ့တော့ဟိုပညာတွေတော်တော်ရတယ်ပေါ့เนาะငလင်ပြူလို့ပဲဒါကျွန်တော်တို့တွေကဒီလိုမျိုးဖြစ်ရတယ်လို့ပဲထင်နေတာတကယ်တော့နောက်ကြရမှာ နော်ဥပရိပညာရှင်တွေဆောက်လုပ်ရေးပညာရှင်တွေအင်ဂျင်နီယာပညာရှင်တွေကလိုက်တဲ့အခါမှာအာနီးလန်းကြလိုက်တဲ့အခါမှာဟိုကုမ္ပဏီရပဲကုမ္ပဏီလဲအဲအဲ့လိုမျိုးအမှသတိတော့ထားမိပါတယ်ကျွန်တော်လည်းအဲလိုက်လွှင့်နေလိုက်လွှင့်နေတဲ့အခါကျတော့အမှယူရီးယားတွေရလာလာပြောတယ်အဲ့ဒါနဲ့ငါတို့ထိုင်းရဲ့ထိုင်းရဲ့ body set မဟုတ်ဘူးတဲ့ China body set China body set တယောက်လာလဲလာပြောတယ်နှစ်ယောက်လာလဲလာပြောတယ် အဲ့လိုမျိုးတယောက်လာလဲလာပြောတာနှစ်ယောက်လာပြောတော့ကျွန်တော်သတိထားမိတာပေါ့နော်အဲ့ဒီမှာ3-4ရက်လောက်ကျွန်တော်ကျွန်တော်တို့ကရှိနေတာပေါ့3-4ရက်လောက်ရှိတဲ့အခါကျတော့ယူရီးယားတယောက်လာတယ်အဲ့လိုပဲဒီ site ကားတဲ့ကတို့ရဲ့ယူရီးယားကြီးရဲ့ site မဟုတ်ဘူးတဲ့အဲဒီတရုတ်တရုတ်ကြီးရဲ့ site ပေါ့နော် China ကြီးရဲ့ site သူတို့ရဲ့ body set ယူထားတာပေါ့နော်စောက်လို့ယူသူတို့ယူထားတာဆိုတော့မှအဲ့လိုမျိုးပြောတယ် တယောက်လာလဲပြောတယ်နှစ်ယောက်လာလဲပြောတယ်သုံးယောက်လာလဲပြောတယ်အဲ့လိုမျိုးပြောတယ်အခုဒီနေ့နောက်ဆုံးသိရတာကကြတော့ဒီဟိုစတီဘောနော်စတီရဲ့အတန်ရဲ့သူတို့စစ်မယ်ပဲစတီရဲ့အတန်ရဲ့စစ်မယ်ပြီးတော့မှအဲ့ဒီဘော်ရီဇက်ဆိုက်ကိုတာဝန်ခံထားတဲ့လူတွေကိုလည်းစစ်ဆေးမယ်ပေါ့နော်စစ်ဆေးမယ်ဆိုပြီးတော့မှသူတို့လုပ်ထားပါတယ် ပြီးဆိုလည်းနဲ့ပြီးသွားမယ်ကိစ္စမဟုတ်ဘူးဆိုတော့သူတို့ပြောနေတာပြောပြတာပေါ့နော်ပြီးဆိုလည်းနဲ့ပြီးအခုပြီးတော့ဒီငနေကိစ္စနဲ့ပတ်သက်ပြီးတော့မှအဲနိုင်ငံတကာကိုသူတို့နိုင်ငံတကာပညာရှင်တွေခေါ်တယ်လေနိုင်ငံတကာပညာရှင်တွေခေါ်တဲ့အခါကျတော့ American လာတယ် Israel ပညာရှင်တွေလာတယ်သူတို့ကအားလုံးနဲ့ပူးပေါင်းတယ်ထိုင်းရထိုင်းရတီးတဲ့အတိုင်းပဲလေခီးသွားလိုက်ရင်လည်းပတ်စံရမ်းရတဲ့နိုင်ငံတစ်ခုဖြစ်တယ်။ထိုင်းရခီးသွားလိုက်ရင်လည်းပတ်သက်ပြီးတော့မှဝင်ငွေအများဆုံးရတော့ဟိုဘန်ကောက်ဆိုတာသိရမလား ဟောဒီခီးသွားလိုက်ရင်လည်းပတ်သက်ပြီးတော့မှပတ်စံအင်မတန်ရသောနိုင်ငံတစ်ခုဖြစ်တဲ့အတွက်ကြောင့်သူတို့တွေကနိုင်ငံတကာနဲ့ပူပြီးသူတို့ကလက်တွဲပြီးတော့မှအလုပ်လုပ်တာကိုတွေ့ရတယ်။အဲ့တော့အစ္စရေးရောက်လာတယ်။အစ္စရေးရောက်လာတဲ့အစ္စရေးတွေကလည်းသူတို့ဒီပညာရှင်တွေကနေပြီးတော့မှသူတို့ဝင်ပြီးတော့မှသူတို့စစ်ဆေးတာတွေသူတို့တိုင်းထွာတာတွေသူတို့ရှာဖွေတာတွေသူတို့အကုန်လုံးလုပ်တယ်။အဲ့ဒါတစ်ခုအစ္စရေးလာတယ်အမေရိကလာတယ်အဲအဲ့လိုမျိုး အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့မှသူတို့အကုန်လုံးလှုပ်သွားတာဆိုတော့ကြွတွေ့ရပါတယ်နော်အဲ့တော့တချို့တွေကတော့လူလူပနေအောင်တွေ့ပြီလဲလို့အစိတ်ဝင်စားတာပါနော်လူပနေအောင်တွေ့လဲဆိုတာတက်စားလို့ရှိရင်ဟိုတိုင်းရဒီကိစ္စကိုဘယ်လိုကင်တွေ့လဲဘယ်လိုမျိုးလှုပ်တယ်လဲဘယ်လိုပုံစံမျိုးကင်တွေ့သွားတယ်လဲဆိုတဲ့အရာမျိုးကအရေးကြီးပါတယ်နော်ပြီးတော့ဒီတဲမှာပေါဝင်သွားကြတဲ့နင့်နာတဲ့မိသားစုတွေညီကိုတွေဘောင်မတွေအားလုံးအားလုံးအားလုံးကို ရောဒီကျွန်တော်တို့လူမှုဖူလုံရေးပေါ့နော်လူမှုဖူလုံရေးအပြည့်အဝပေးမယ်လို့ဒါကျွန်တော်တို့သူတို့ဘက်ကနေပေါ်မှာအာမခံထားတာရှိပါတယ်ပြီးတော့အခုနေတိုင်းညတိုင်းနေတိုင်းညတိုင်းပေါ့နော်အဲ့ဒီမှာကျွန်တော်တို့မြန်မာတွေဘက်ကနေပေါ်မှာစကက်ပြန်နေလဲသွားရောက်ပြီးတော့မှာတာဝန်ယူမှုတာဝန်ခံမှုအပြည့်အဝနဲ့သွားပြီးတော့မှာလုပ်ပေးပါတယ်အဲ့မှာစကက်ပြန်သွားလုပ်ပေးတဲ့လူတွေဆိုလို့ရှိရင်အဲ နေဖို့တိုင်မှုပေါ့နော်တဲဖို့စိတ်တွေအားစားထိုင်းဘက်ကနေပြောမှာအကောလုံးအဆက်ဆက်ရာအာလုတ်ပေးထားပါတယ်လို့နော်အဲ့တော့ထိုင်းရောက်ရှင်မြန်မာတွေကအခုဆိုလို့ရှိရင်တချို့ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဒီအဲ့ဒီအထဲထဲမှာပါတဲ့သူတွေအတွက်ကိုတချို့ကတော့ဒီရက်လေတာတွေလုတ်တာတာကိုတွေ့ရပါဘောနော်ရက်လေရက်လေတာတွေလုတ်လာတာကိုတွေ့ရပါတယ်အဲအဲ့ဒါကတော့ဒါအဲ့တော့ဒီနေ့နောက်ဆုံးသိရတဲ့အနေအထားကတော့ဒီဆောင်းလို့ရေးဆိုင်တီ China China စားလို့ရေး site ဖြစ်တယ်လို့အဲနောက်ပြီးတော့မှ China တာဝန်ယူပြီးတော့မှစားလို့ထားတဲ့ site တခုဖြစ်တဲ့အတွက်ကြောင့်ပါဝင်သုံးနဲ့ပစ္စည်းတွေနဲ့ပတ်သက်တဲ့အရာတွေအားလုံးအားလုံးအစစ်အစေးခံရမယ်ဆိုပြီးတော့မှဒါကျွန်တော်တို့ထွက်ပေါ်ထားတာရှိပါတယ်အဲ့အတွက်ကြောင့်မလို့သက်ဆိုင်ရာကနေပြီးတော့မှဒီရာတွေကိုရုပ်ခုလက်ရှိအချိန်မှာစစ်ဆေးမှာဖြစ်ပါတယ်လို့ပြောချင်ပါတယ်နော်အဲ့တော့ပြီးဆိုလဲပြီးသွားမယ်ကိစ္စတော့မဟုတ်ဘူးဘယ်သူတွေအင်ဂျင်နီယာတွေရဘယ်သူတွေလဲနော် အာတန်နဲ့ပတ်သက်ပြီးတော့မပေးစိတ်ုံတွေကိုဒါကျွန်တော်တို့ငားခဲ့တာလဲဘလို့လဲဆိုတဲ့အရာတွေအားလုံးအားလုံးကိုဆက်ပြီးတော့မှနောက်ဆက်တွဲလိုက်နေပါပြီလို့ပြောခြင်းပါတဲ့နော်လိုက်နေပါပြီလို့ပြောခြင်းပါတယ်ဒီအရာတွေကိုပြီးပြီးဝဝနဲ့သူတေတီလုံနိုင်မှာပေါ့နော်ရေလျှောက်ထိုင်းတဲ့ကံဘန်ကောက်မှာရှိနေတဲ့ဆောက်လွေ site တွေအမီးငလေးတန်ခန္ဓာအောင်ဘလို့မျိုးဆက်ဆောက်သွားမလဲဘလို့မျိုးလှုပ်သွားမလဲဆိုတဲ့အရာတွေ reset တွေကပူပေါ်ပါလေနောက်ပြီးတော့မှ အဲဘေးအိန္ဒိနာချင်းအခုဖြစ်သွားတဲ့ကိစ္စဘေးအိန္ဒိနာချင်းနိုင်ငံမှာရှိနေတဲ့ဒါရွှေပြောင်းအလုသမားတွေထိခိုက်မှုတွေနစ်နာမှုတွေအများကြီးဖြစ်သွားတာလေနော်ထိခိုက်နစ်နာမှုတွေဖြစ်သွားတဲ့အခါကျတော့နိုင်ဟိုသူတို့နိုင်ငံရဲ့ဒီထိုင်းနိုင်ငံရဲ့တိဆောက်ရေးလုပ်ငန်းတွေမှာအဓိကအားကိုရတဲ့မြန်မာလုပ်သားတွေလည်းထိသွားတယ်ဘေးအိန္ဒိနာချင်းလုပ်သားတွေလည်းထိသွားတယ်ဆိုတဲ့အခါကျတော့အဲ့ဒီဂုံသိက္ခာတွေကိုလည်းပြန်လည်ပြီးတော့မှာ တီဆောက်ပြီးတော့မှပြန်ဆယ်ဖို့အတွက်ကကြတော့အများကြီးတို့တွေဆစ်ဆဲမှုတွေအများကြီးလုပ်သွားမယ်။အဲဒါကြောင့်တို့ဘက်ကထိုင်းအစိုးရဘက်ကလူကြီးတွေကိုယ်တိုင်ဆင်းလာလူကြီးတွေကိုယ်တိုင်ဆင်းလာပြီးတော့မှထိုင်းရွှေပြောင်းအလုပ်သမားမြန်မာတွေနဲ့စကားပြောတယ်။နော်စကားပြောတယ်။အဲစကားပြောတယ်။ဘာတွေလိုအပ်တယ်လဲ။ဘာတွေဖြည့်ဆည်းပေးရမလဲ။အဲဘယ်အပိုင်းတွေကိုဖြစ်လုတ်ပေးရမလဲဆိုတော့သူတို့ကိုယ်တိုင်စကားဆင်းပြောတယ်ပြီးလို့ရှိရင် အဲဒီလူမှုဘူလုံးရင်းနဲ့ပတ်သက်ပြီးတော့မှဘလို့ဟိုအခုစကားပြောနေတဲ့အခါကြလို့ရှင်သိကျင်တာလေးတွေခဏလေးအောက်ကိုခတ်တာဘူသူတရအောင်လို့ပြောပြပေးနေတယ်နော်ဘူသူတရအောင်ပြောပြပေးနေတဲ့ကြောင့်သိကျင်တော့တချို့တော့အရာတွေခဏလေးခဏလေးနော်တချို့ကလူ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 ကိုလူလူဘယ်နှယောက်ရတာလဲဆိုတော့ကိုတွေးကျင်နေကြတယ်ဒါပေမဲ့ဘတ်အခုရင်ဆိုင်နေရတဲ့ကိစ္စတွေကိုဘူသူတရရှိအောင်နားထောင် နော်တချို့ကမနားထောင်ဘူးကိုတီးကျင်တာပဲအောက်ကနေကွန်မန့်လာမန်းတာနေရှိတယ်ခဏလေးနားထောင်စကားပြောနေလို့ရှိရင်လူအချောင်းအရာတခုရှင်းပြလို့ရှိရင်အဆုံးထိနားထောင်ရတယ်အဆုံးထိနားထောင်ရတယ်အဆုံးထိနားထောင်မှရှီလျှောက်ထိုင်းနိုင်ငံနဲ့ပတ်သက်ပြီးတော့မှဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့မှအချောင်းအရာတွေကိုကျွန်တော်တို့ကဘူတုတသိမှာပေါ့အဲ့တော့ကျွန်တော်တို့လူတယောက်ကရှင်းပြနေတဲ့အခါမှာပြောပြနေတဲ့အခါမှာအဆုံးထိတည်တည်ကြကြနားထောင်ရတယ်အဆုံးထိတည်တည်ကြနားမထောင်ဘဲနဲ့အောက်ကနေဖြတ်ပြီးတော့မှကွန်မန့်တွေမှန်းပြီးတော့မှသွားမရရအောင် အဲ့ဒါကြတော့မယင်ကြည်ဘူးလို့ခေါ်တယ်เนาะမယင်ကြည်ဘူးဘာဖြစ်လို့လဲဆိုတော့စကားပြောနေတဲ့အရာမှာရှင်းပြနေတဲ့အရာကိုအဆုံးထိနားမထောင်ဘူးဖက်ဖက်ပြီးမေးတာအဲ့ဒီဖက်ဖက်ပြီးမေးတာကကြီးစုတူတဲ့သူတွေအားလုံးအားလုံးကအာယုံနောက်စေတယ်စကားပြောတဲ့ခါမှာအเจ้าရတခုကိုအဆုံးထိမသွားစေဘူးဖက်ပြောသလိုဖြစ်သွားတာအဲ့လိုမျိုးဖြစ်သွားတဲ့ခါကျတော့ကုလူကလန်ဖြစ်စေတယ်အဲ့တော့အဆုံးထိနားတော့ အဲ့တော့တို့ကအဲ့ဒီကုန်သိခါတွေကိုတို့ကပြန်ပြီးတော့မှထိမှုအတွက်ကအခုစောက်လို့ရေးဆိုင်ကဘသူကတောင်းယူပြီးတော့မှစောက်ထားတာလေထိုင်းထိုင်းထိုင်းနေရတော့လာ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 ပြီးတော့မှကြည့်ပြီးတော့ပြောတယ်ဒါငါတို့ထိုင်းရတဲ့တောင်းယူမှုတောင်းခံမှုနဲ့စောက်ထားတဲ့ policy ဆိုင်မဟုတ်ဘူးလေထိုင်းရတဲ့ပဲပြောတယ်ထိုင်းလူမျိုးတွေကတည်တဲ့အတိုင်းပဲလေဘယ်ရအောင်ဆိုတော့ပုံမလင်းလင်းဘုံဘုံရှင်းရှင်းပြောတတ်တဲ့အဲသူတွေဖြစ်နေတဲ့အတွက်ကြောင့်တော်တော်များများကလည်းကျွန်တော်တို့ကလည်း ထိုင်းဆောက်လို့ရေးတောင်းဝင်ယူပြီးတော့မှဆောက်လို့တဲ့ site လို့ပဲကျွန်တော်တို့လည်းအများသောအားဖြင့်ထင်ကြတာတကယ်တကယ်စစ်စည်းရေးတွေဝင်ပြီးတော့မှပြောကြတဲ့အခါကျတော့အဲ့မှာထောင်လိုင်းရေးတွေလာတယ်လေနိုင်ငံတကာထောင်လိုင်းရေးတွေလာတယ်နောက်ပြီးတော့မှထိုင်းထောင်လိုင်းရေးတွေလာတယ်သူတို့တွေကပြောသွားတာဒါကားတဲ့ဟိုထိုင်းကတောင်းဝင်ယူပြီးတော့မှဆောက်တာတဲ့ site မဟုတ်ဘူးတဲ့တရုတ်ဒီ China ပေါ့နော် China ဆောက်လို့ရေး site ကတောင်းဝင်ယူတော့မှဆောက်လို့ထားတဲ့ site တဲ့ အဲ့ဒီမှာနောက်ပိုင်းမှာဘာတွေထပ်ပေါ်လာလဲဆိုတဲ့အခါကျတော့အဲ့ဒီ body set site မှာအလုတ်လုတ်တဲ့အဲအလုတ်သမားတွေတော်တော်များများပတ်စံမမှန်ဘူးတဲ့ငွေကြီးမမှန်ဘူးတဲ့เนาะနားမထောင်ကျွန်တော်တို့ဒီဒီကနေရှင်းမယ်เนาะနားမထောင်ဘူးဆိုလို့ရှင်ကျွန်တော်တို့ဒီအတိုင်းဝိုင်းတွေကိုမဝင်လာနဲ့เนาะကုလူကလန်လှုပ်ခြင်းနဲ့ကုလူကလန်အရန်လှုပ်ခြင်းနဲ့ဆိုတော့လူတွေက ီအတိုင်းဝမ်းမဝင်လာနဲ့ခင်ဗျားတို့အတိုင်းဝမ်းဗယံပရာအတိုင်းဝမ်းတည်တည်ကြကြရှင်းပြရင်နားမတောင်ကျဘူးအဲ့တော့ခင်ဗျားတို့ရဲ့ဗယံပရာအတိုင်းဝမ်းကိုကြွနော်အဲ့တော့သူတို့က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 ဟိုပါပေါ့ဒါကထိုင်းဆောက်လို့ရမဟုတ်ဘူးတရုတ်ကနော်တရုတ်ကနေပြီးတော့မှစောက်ထားတဲ့ဆောက်လို့ရစိုက်တခုဖြစ်တယ်တရုတ်ကဆောက်လို့ရဆောက်လို့ရစိုက်တခုဖြစ်တယ်ကိုပြည့်လေသတိထားမိတယ် ညညမိုးလင်းဒီ live တော့လွင်နေလေနော်နေရောညရောနေရောညရောလွင်နေအဲ့ဒီမှာအဲ့လိုပဲထိုင်းရထောင်းလိုင်းတွေလာတယ်သူတို့လာလာပြောတယ်ဒီ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  site ကတည်းကငါတို့ထိုင်းရတောင်းဝီပြီးဆောက်ထားတဲ့ site မဟုတ်ဘူးတဲ့အဲ့လိုပဲညလည်းအဲ့လိုပဲလာတယ်ထိုင်းထောင်းလိုင်းတွေလာတယ်မအိပ်ပဲနဲ့အဲ့လိုမျိုးသူတို့တွေလည်းလာလာဆောင်ကြည့်ထပ်ပြောပြန်တယ်ဒီဆောင်းလိုင်း site ကတည်းကငါတို့ထိုင်းရတဲ့ တိုင်းပေါ်ရီဆက်တရတောင်ဝယူတော့မှဆောက်တဲ့ဆောက်တဲ့ဟာမဟုတ်ဘူးတဲ့တယုတ်တဲ့အဲ့လိုကိုပြောတယ်အဲ့တော့အခုလက်ရှိကတော့ဘန်ကောက်အေရီးယားမှာဖြစ်သွားတဲ့အကြောင်းဘန်ကောက်မြို့တော်ဝင်ကတော့တောင်ဝယူမှုတောင်ဝခံမှုနဲ့အတူတူအဲ့ဒီမှာနေရောညရောပေါ့နော်စောင့်ပြီးနေတာပေါ့နော်နောက်ပြီးတော့မှဘရင်တော်ဝင်တက်တော်တွေကလည်းအဲ့ဒီမှာအကာအကွယ်ယူပြီးတော့မှစောင့်ပြီးနေတာပေါ့အဲ့လိုအကာအကွယ်ယူပြီးတော့စောင့်ပြီးမှလည်းအမှန်တရားတွေကပေါ်လာတာ တခုချင်း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 ပေါ်လာတိလာတခုချင်းတခုချင်းဘာဖြစ်လဲဆိုတော့ဘရင်တော်ဝင်အစင်ကနေတောင်းဝင်ယူပြီးတော့မှအဲ့လိုမျိုးလုံခြုံရေးကာကွယ်ရေးနောက်ကျူးမွေးစေးအကုန်လုံးအားလုံး free သူတို့ကထုတ်ထားပြီးသားဒီအမှုဒီကိစ္စရာအမှန်မပေါ်မခြင်းပေါ့နော်ဒီအရာမဖော်မထုတ်နိုင်ခြင်းပြီးတော့မှဒီကိစ္စတွေမှာပြီးမခြင်းကအစားအသောက်ဆိုလဲ free ကျမ်းမာရေးဆိုလဲ free နော်အခမဲ့နော် အဲ့ဒီမှာလာပြီးတော့မှသတင်းယူတဲ့လူတွေရဲ့စားတောက်စီဒါတွေရစာအကုန်လုံးအခမဲ့ဆိုပြီးတော့မှသူတို့ဘက်ကနေပြီးတော့မှဒါဖြည့်ချင်းချက်ထုတ်ထားတာဖြစ်ပါတယ်လို့နော်အဲ့တော့အခုနောက်ဆုံးသိရတာကဒီထဲမှာရှိနေတဲ့ဆော့လိုကြီးမှာပါဝင်နေတဲ့ဒီတန်ပန်းဆိုင်ရာတွေစစ်စေးခရရမှာဖြစ်ပါတယ်သူတို့လက်သူတို့အဲ့မှာသူတို့ဂျင်ညာချက်ထုတ်ထားတယ်တန်ပိုင်းဆိုင်ရာစစ်စေးခံရမယ်စတီပိုင်းဆိုင်ရာစစ်စေးခံရမယ် ကျန်တဲ့ဆောင်းရီပိုင်းဆိုင်ရာမှာပါဝင်ပတ်သက်နေတဲ့လူတွေအားလုံးအစီအစီခံရမယ်။နော်ခံရမယ်။အဲ့ဒါတစ်ချက်။အဲကောင်းတယ်။အဲ့ဒါမှလည်းဒါကျွန်တော်တို့ဒါဒီကပညာတွေပဲပေါ့နော်။ပညာတွေပဲပညာတွေပဲ။ဘာဖြစ်လို့လဲဆိုဒါမှလည်းထိုင်းတဲ့ကမှာနောက်ပိုင်းဆောင်းလို့ရည်တွေနဲ့ပတ်သက်ပြီးတော့မှပုတ်ပြက်ပြက်နဲ့ဘယ်သူမှမလုပ်ရတော့မှလေ။ဟုတ်တော့။ဒါထိုင်းနောက်ဆောက်လို့ရေးတွေဆောက်တော့ထိုင်းရတော့တော်တော်ဆောက်တယ်လေနောက်ပိုင်းမှာ ဒီလိုမျိုးတွေစစ်စည်းရေးတွေဝင်ဝင်တာ ကိုပြည့်အနေနဲ့တော့သဘောကျတယ်အဲ့ဒါမှလည်းကိုရီမြန်မာတွေအတွက်အများကြီးရည်ရှိမှာဟိုလုံခြုံမှုရှိမှာလေနော်လုံခြုံမှုရှိမှာသူတို့ကထိုင်းမီဒီယာကမေးတယ်ကိုပြည့်တို့မေးတယ်မင်းတို့ကတဲ့မင်းတို့မင်းတို့ကဘာဖြစ်လို့ဒီနေရာကိုရောက်လာတာလဲတဲ့ဘာဖြစ်လို့ဒီနေရာကိုရောက်လာလဲဆိုဟဲ့ငါတို့ရောက်လာတာငါတို့မြန်မာပြည်သူပြည်သားတွေပါတယ်လို့ ငါတို့မြန်မာပြည်သူပြည်သားတွေဒီ site site ထဲမှာပါသွားတယ်။ငါတို့မြန်မာပြည်သူပြည်သားတွေဒီထဲမှာပါသွားတယ်တို့ကြောင့်ငါတို့တွေကလာတာဆိုတော့ဒရိမီဒီယာတွေကတော့နှိုက်ပြီလीနော်။နှိုက်တဲ့အခါကျတော့ကိုရီးယားလည်းပုံမှန်နေနေပြောလိုက်တဲ့အခါကျတော့အဲ့အဲ့ဒရိမီဒီယာတွေကတကယ်ဟိုတော်ဝင်ဌာနကတရိဌာနတွေကလည်းပါတယ်။သူတို့ကိုယ်တိုင်ပဲလာမိတဲ့အခါကျတော့ကိုပြည့်လူလည်းပုံမှန်နေနေဒီအကြောင်းတရားတွေအကုန်လုံးပြောပြတော့လုံးဝ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  ကိုရီမြန်မာနဲ့ပတ်သက်ရင်လည်းပေါ့တည်တည်သူတို့လုံးဝမထားတော့အစစ်မြင့်မြင့်ပဲသူတို့ထားတော့လေအခုအစစ်မြင့်မြင့်ပဲအခုဆိုလို့ချင်းအဲ့ဒီမှာဘာသာပြန်အဖွဲ့တွေတောင်မှသူတို့တဲဖို့ခိုးဖို့เนาะနေဖို့အဲအဲ့မှာမပြီးမချင်းလေအဲ့လိုလုပ်ပေးဖို့အကိစ္စတွေအစားသူတို့အကုန်လုံးတည်တည်ကြကြထားတာတော့တွေ့ရတယ်ကောင်းတယ်